အလုံးပဲမင်္ဂလာပါဒီကလေးမှာကျွန်တော်မျှဝေပေးချင်တာကတော့တစ်တော့ဘောကပတ်စံလို့ချင်တဲ့ monetization နဲ့ရက်တည်ပြီးတော့ monetize နဲ့ပတ်စံလို့ချင်တဲ့ဆိုရင်အဲကျွန်တော်တို့ဒီအချက်လေးတွေကိုကိုယ်တိုင်နားလည်ဖို့လိုတယ်ကိုယ်တိုင်ကြည့်ရှင်းတတ်ဖို့လိုတယ်အဲဒါကတော့ကျွန်တော်မနေ့ကတစ်တော့သူ့ကိုရှောက်ပေးလိုက်တာပဲဗောနော်ရှောက်ရှောက်ချင်းပဲဒါသူကဘီလိုသုံးဖို့တင်လိုက်တယ်သုံးဖို့လုံးကအခုလိုမျိုးအနီလေးတွေနဲ့ဗောနော် disqualify ဆိုပြီးတော့ထိနေတယ်အပေါ်ကတော့ review လုပ်နေတုံးပဲထိဖို့ပဲ ဒါကတော့တက်တော့မော်ဒယ်နိုက်ဇေးရှင်းအောင်ပြီးတဲ့သူတိုင်းရင်ဆိုင်ရတဲ့အချက်လေးတစ်ချက်ပေါ့နော်။ဒီချက်ကတော့လုံးဝတက်တော့မော်ဒယ်နိုက်ဇေးအောင်ပြီးတဲ့လူတန်းကဒီချက်ကအမြဲတမ်းကြုံနေပေါ့နော်။အဲဘာဖြစ်လို့ကြုံရတာလဲဆိုတာကဒါကိုပိုင်ကွန်တက်တွေပဲဖန်တီးတယ်။ copy လုံးဝမသုံးဘူးနော်။ကိုပိုင်ကွန်တက်နဲ့လည်း dick qualify ဆိုပြီးထိတာပဲ။တက်တော့ကအနေနဲ့လေးကြီးများတယ်လို့ပြောရမှာပေါ့နော်။အဲတက်တော့ကသူ့ရဲ့ site နေပဲသူကြိုက်တယ်။ဒါကြတော့သူကဒီ ratio ကဒါတက်တက်ချိုးတွေ၄၃ချိုးတွေဒါမျိုးတွေပေါ့နော်။အဓိကကတော့ရွေးချိုးကိုတက်တော့ကမကြိုက်ဘူးဒါကနံပါတ်1ချက်ပေါ့နော်ရွေးချိုးတိုင်းတော့မဟုတ်ဘူးနော် အတစ်တော့မှာတင်တဲ့ရွေးချိုးနဲ့တစ်တော့ကိုတင်တာကတော့အကောင်းဆုံးโอเคဒါမှမဟုတ်လို့ကျွန်တော်ရဲ့မိစ္ဆာကတစ်တော့ကရွေးချိုးကအဲ66ကမကြိုက်ဘူးအဲ66ချိုးကို YouTube site နေလေရတယ်တစ်တော့က YouTube site လက်ခံတယ်အဲသူ့ရဲ့အဲ66ပေါ့နော်66ချိုးဒီနှစ်ခုတော့ဒါကြီးလက်ခံတယ်ဒီ site နဲ့ပဲဒါရွေးချိုးချိုးပြီးတော့ဗီဒီယိုဖန်တီးပြီးတော့တစ်တော့မှာတင်ပါအဒါကနံပါတ်1ချက်ပေါ့နော်โอเคနံပါတ်2တစ်ချက်ကတော့အဲ quality TikTok ကအဲသူ့ရဲ့ TikTok ထဲဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်ရဲ့မရှိ TikTok ကဗီဒီယိုရကင်မရာရိုက်လိုက်တာနဲ့အကျွဲတော့မှကျွဲမဲတော့ကျွဲခုဖြစ်အောင်လှတယ်ပေါ့အဲ့ဒီလောက်ကိုလှတယ်ဒါကြောင့် TikTok ကနည်းနည်းကြီးများတယ် quality ကောင်းဖို့လိုတယ်အဲသူ့မှာသွားတင်မဲ့ဗီဒီယိုကမှုံဝါးဝါးလေးဆိုရင်လေသူမကြိုက်ဘူးမှုံဝါးဝါးလေးတင်ဒီလိုမျိုးဖြစ်မှာအဲ retro site ကလည်းကျွန်တော်ပြောသလိုပေါ့နော်အဲ့သူရဲ့ site 66လား66ချို6လားဒါပေါ့နော် YouTube ရတဲ့ TikTok ရအဲ့ site ကတော့ TikTok မှာတင်လို့ရတယ်အခု1 1 2 3နေဒါမျိုးလေး site တွေနဲ့တင်မယ်ဆိုရင်လည်း ဒီ disqualify ကလုံးဝမိမှာပေါ့နော်အဲဒါကြောင့် ratio မကြိုက်ဘူး video quality မှုန်နေမကြိုက်ဘူးအ ਨੇ ဆုံး 2k လောက်ကိုထားပါအဲတချို့တော်တော်များများပြောနေတယ်ရှိပါတယ် TikTok မှာက 2k မကလို့ 4k နဲ့ပဲ video edit လုပ်ထားလုပ်ထားပေါ့နော်အဲတင်လိုက်ရင်1080ပြီပဲရတယ်ပေါ့နော်ဒါကတင်နှန်းစရာတော်တော်များများလေးပြောရပြောရရှိတာပေါ့ဒါကတော့သူတို့ပေါ့နော်အတကယ်တမ်းကမိတ်ဆွေကိုတင်တဲ့ TikTok မှာပေါ့နော် desktop site ပြောင်းပြီးတော့တင်ကြည့်ပါ ဘယ်လောက်ဝေးချိုးလက်ခံလဲဘယ်လောက် quality အမြင့်ထိကိုတင်လို့ရတယ်ပေါ့နော် TikTok မှာက 4K တင်လို့ရတယ်ကျွန်တော်ရဲ့မိတ်ဆွေက export ထုတ်တဲ့နေရာမှာ 4K ထိထုတ်နိုင်ရင်အကောင်းဆုံးပဲ TikTok က quality ကောင်းတဲ့ video ဆိုရင်အန်ခိမဲ့ကောင်းတယ် view များတယ်ကြည့်ရှုမှုများတယ်ပေါ့နော်အဲ့ဒီမြားကတင်းဆက်ရီပြောသလိုဟို hashtag ထည့်လိုက်ဒီ hashtag ထည့်လိုက်ရင်ဒါကပွင့်တယ်ပေါက်တယ်ပိတ်တယ်ဆိုတာကဒါတွေကအဲတိတ်ပြီးတော့မယုံပါနဲ့အဓိကကတော့ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ပြောတဲ့အချက်၃ချက်ကိုပြည့်စုံအောင်လုပ် နံပါတ်1ချက်ကလွေချိုဆိုင် TikTok ကသူ့ site နဲ့သူတင်ပေးနိုင်အကောင်ဆုံးဟိုသူ့ site နဲ့သူအဆင်မပြေဘူးဆိုတော့ YouTube site 16ချို9နဲ့ရတယ်အဲနံပါတ်2တစ်ချက်ကတော့ကျွန်တော်ပြောသလိုပဲပေါ့နော်ကိုဖန်တီးတဲ့ video ရဲ့ quality ကိုလုံးဝ share အမြင့်ဆုံးဖြစ်အောင်တင်ပေါ့နော်ဒါကောင်ကအရေးကြီးဆုံးပဲပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့သူ့ဟာကအခုဒီလိုမျိုးပါကြောက်ဖြစ်လာတာဒါ ratio မှန်မှန်လာလဲဖြစ်နိုင်တယ်အဲ video တွေဝါးလာလဲဖြစ်သူ့ဟာလည်းကျွန်တော်ကြည့်တယ်ဝါးနေတယ်ပေါ့နော်ဝါးရင်လည်းဒီလိုမျိုးဖြစ်တယ်ဒါကြောင့် အဲတချို့တော်တော်များများဗီဒီယိုကို export ထုတ်တဲ့နေရာမှာကိုယ့်ရဲ့ဖုန်းက 2K ရရင် 2K ထုတ် 4K ရရင် 4K ထုတ်ရတဲ့ site နဲ့ပဲတင်ပါအဲတချို့ပြောနေလို့ပဲเนาะဘယ်လောက် site နဲ့ပဲတင်နေ1080ပြီးရောက်သွားတယ်ဆိုတာကမဟုတ်ဘူးเนาะအဲကျွန်တော်ရဲ့မိတ်ဆွေအဲမလွဲနဲ့ဒါကြောင့် COVID export ထုတ်တဲ့နေရာမှာအမြင့်ဆုံးထားပြီးတော့ထုတ်ပြီးတော့ဗီဒီယိုတင်ဒါဆိုရင်ဒီလိုမျိုး disqualify ဆိုတာမဖြစ်ဘူး Okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေအခုလိုမျိုးဒါတင်ပြီးတော့တက်ပြတ်သွားပြီဗောနော disqualify ဖြစ်သွားပြီ ဖြစ်သွားလို့ဒီအနီနဲ့တက်ကလပိုင်းကိုကျွန်တော်ဖာဒီဗီဒီယိုကအနီနဲ့တက်ကလပိုင်းဖြစ်သွားပြီဆိုရင်သွားဖြတ်လို့မရဘူးနော်အကျွန်တော်ရဲ့မိတ်ဆွေကသွားဖြတ်လေဒါ तू ကတစ်ချက်မှတ်ထားပြီပေါ့နော် तू က record အသိမ်းလိုက်ပြီပေါ့နော်အဲဒါဆိုရင် तू မှာ၃ပုံလုံးထိမှာအပေါ်လည်းထိမှာပဲအဲ၃ပုံလုံးကိုဒီလိုမျိုးအမှတ်ထားလိုက်ပြီ၅ပုံထိတယ်၅ပုံပြည့်လို့ဒီလိုမျိုးအနီပဲ၅ပုံလုံးဖြစ်သွားပြီဆိုတာနဲ့အဲကျွန်တော်ရဲ့မိတ်ဆွေက monitor အောင်ထားတယ်ဆိုရင်လည်းရက်သွားမယ် โอเคဒါအဲတချို့ကြတော့ဒီနေရာမှာပေါ့နော်ဒီလိုမျိုး deck color ဘိုင်းရှိလားမရှိတချို့ကြတော့ကိုယ့်ရဲ့အဲ TikTok account မှာဘာပြချက်ရှိတယ်ဆိုပြီးတော့စစ်ထားလေးတွေရှိတယ်အရှိတွေမှာ check in လောက်ထားလေးတွေပေါ့နော်ဒါလေးတွေကတကယ်တမ်းက check in ကသုံးမွေမှာဘူးအဲများသောအားဖြင့်ဒီ deck color ဘိုင်းထိနေတဲ့ဟာကိုကျွန်တော်ရဲ့မရှိ check in နဲ့စစ်လဲမပြဘူးအစိမ့်အမှန်ချစ်တွေပဲ okay တယ်ပဲသူပြလိုက်မယ်ဘာပြချက်မှမရှိဘူးဆို TikTok မှာပြနေတယ်အဲပြနေတဲ့အတွက်အဲ check in လေးကိုနှိပ်ပြီးတော့ချို့ကစစ်တယ်စစ်ပြီးတော့ဟာငါ TikTok ဘာပြချက်မှမရှိဘူးဆိုပြီးတော့ ဲဒီလိုမျိုးတက်ကွလာဖိုင်က မပြဘူးပေါ့နော်အဲဒါကြောင့်အဲ့ဒီရှေ့ရလေးကမစစ်ပါနဲ့မစစ်နဲ့ပြောတာမဟုတ်ဘူးနော်စစ်လဲပေါ်နေမှာပဲအဒီနေရာတွေကိုဒါဝင်ကြည့်တတ်ဖို့လဲလိုတယ်โอเคဒါကိုကျွန်တော်ဒီတက်ကွလပိုင်းဖြစ်တာကိုကျွန်တော်ရဲမိတ်ဆွေကလုံးဝဖြတ်လို့မရဘူးเนาะအယူခံယူရတယ်မိတ်ဆွေဖြတ်ပစ်လိုက်လို့လည်းမိတ်ဆွေလွတ်သွားတာမဟုတ်ဘူး तू ကတော့ကောက်ယူထားဒါဆိုရင် तू အပေါ်ကလည်းထိမှာပဲသုံးဖို့လုံးအဒီလိုမျိုး၅ဘောထိတာနဲ့မိတ်ဆွေမော်နီတိုက်ရထားတဲ့ဆိုရင်မော်နီတိုက်ရက်သွားမယ် အတိတ်ကလပိုင်းထိတဲ့ဗီဒီယိုကိုဖြင့်ရင်ဘာဖြစ်လဲဘာမှမဖြစ်ဘူးတစ်ချက်မှပြည့်ချက်ဖြစ်တယ်အဲသုံးခုဆိုသုံးခုပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရင်စကားဖြက်လိုက်လို့ပျောက်သွားမလားဆိုဖြက်လိုက်လည်းမပျောက်ဘူးမဖြက်လည်းဘာမှဒီတိုင်းပဲထားအဲသူ့အောင်တလအတော်တွင်းပေါ့နော်ကျွန်တော်ရင်မရှိငါးဖို့မထိနဲ့ဥပမာသူ့သားဆိုရင် तू ကသုံးဖို့ထိသွားပြီနောက်ထပ်နှစ်ခုထပ်တိတာနဲ့ဒါသူ့ရဲ့ TikTok ကမော်နီတိုင်ရှင်းအောင်လာတာကကြာချင်းလဲကြာသွားမယ် monetization အပိတ်ခံထိနဲ့ပိတ်မယ်ဒါမှမဟုတ် TikTok အပိတ်ခံထိချင်းဒါကတော့ပြည့်ချက်တွေပေါ့မူတီတောင်းတောင်းနဲ့ကွဲလွဲတယ်ပေါ့နော် ဒါကြောင့်အဲကုလမျိုးတက်ကွလဖိုင်းဖြစ်လာပြီဆိုရင်ဒီတလတော်တွင်းမှာပေါ့နော်ကိုတင်တဲ့တက်ကွလဖိုင်းက၅ခုမြောက်လာပြီဆိုရင်မတင်တဲ့၃ခုမြောက်လဲဆိုတော့မတင်တော့အဲမတင်တော့ဒီအဲဒါကိုပြောင်းအောင်ဖြည့်ရှင်းအဖြတ်လို့မရဘူးနော်အဲဒါကိုလုံးဝရှင်းသွားအောင်ဖြည့်ရှင်းဖြည့်ရှင်းလို့မရဘူး तू ကဘလောက်မှပျောက်လဲဆိုရက်30နေ तू ကလည်းပျောက်တယ်အဲကျွန်တော်ပြောတာသဘောပေါက်မယ်နော်အဲအခုလိုမျိုးကျွန်တော်တို့ကတင်တဲ့ဗီဒီယိုတွေကတက်ကွလဖိုင်းဖြစ်လာရတယ် तू က၅ပုံဒီပဲလက်ခံတာဖြစ်တော့၃ပုံမြောက်လောက်ဆိုရင်ကျွန်တော်မြင်စကားငါတင်တဲ့ဗီဒီယိုကတက်ကွလဖိုင်းဖြစ်နေဆိုမတင်တော့တလနေရင် तू ကလျှော့ပေးတယ် အစ်ချက်ကြည်သွားတယ်ပေါ့နော်အတလားနေကြည်သွားတယ်နောက်တလားတခါထက်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုး disqualify ဖြစ်တယ်ဆိုရင်ဗီဒီယိုတွေကိုမဖြတ်နဲ့အယူခံယူအယူခံယူပြီးတော့အဲကိုကအယူခံလဲယူလို့မနိုင်တော့ဆိုရင်မတင်နဲ့အဲကျွန်တော်ပြောတလားတော့တလားဆောက်ပေးလိုက်တော့အဲဗီဒီယိုလုံးဝမတင်နဲ့တလားဆောက်ပေးလိုက်အောက်ဆောက်ပြီးတော့မှပဲထက်တယ်ပေါ့နော်အဲတကယ်လို့တလားမဆောက်ဘူးကျွန်တော်မှသုံးခါထိတာရယ်ကျွန်တော်ထက်တင်ကျင်တယ်ဆိုရယ်တင်ကျင်နဲ့တင်လို့ရတယ်အဲကျွန်တော်ပြောတာလွတ်မယ်ဆိုရင်တော့တင်ပေါ့နော်အဲတကယ်လို့ခုတ်တင်လို့မလွတ်တော့ထက်ထိမယ်ဆိုရင်တော့ ဒါတိတော့ကောင်မော်ဒယ်သင်းရက်သွားရုံတော့ကပြဿနာမရှိအကောက်ပိတ်ခံတီးတိုင်းဖြစ်ချခံတီးတဲ့တမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အကျွန်တော်အကြံပေးချင်တာကတော့သုံးခုမြောက်လောက်ဖြစ်လိုက်ပြီဆိုကျွန်တော်မြင်ချက်ကအခုလိုမျိုးဖြစ်လိုက်ပြီဆိုတာနဲ့ဒါအကျွန်တော်တို့ကအယူခံယူအပီရဲ့တင်ပေါ့နော်โอเคဒါဆိုရင် ကျွန်တော်အပီရဲ့တင်တဲ့နီလန်းလေးကိုတစ်ချက်ထပ်ပြပြီမယ်အဲဒါဆိုရင်တော့တိတော့ထဲမှာဒီလိုမျိုး decolorize ဖြစ်လာပြီဆိုရင်အဲ decolorize ဖြစ်တဲ့အနီဗီဒီယိုတစ်ပုဒ်ကိုနှိပ်လိုက်โอเคနှိပ်လိုက်ရင်ဒီလိုမျိုးကျလာပြီဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုသွားပြီးတော့ဒါအယူခံယူရမယ်အယူခံယူဖို့အတွက်အောက်မှာ အဲအပိယဆိုတာရှိတယ်နော်အောက်ကဇလုံးမဲလေးနဲ့အဲအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမှဆိုရင်ဒါကျွန်တော်အယူခံယူပြမယ်မယူလို့လည်းမရဘူးနော်အဲဒီလိုမျိုးပေါ်လာရင်အယူခံယူပါအဲကိုတက်တယ်လို့ကိုတိတယ်လို့လေးရေးချပြီးတော့အယူခံယူပေါ့နော်မယူလို့မရဘူးဖြက်လဲအပြစ်ရှိတယ်အယူခံယူလဲပြစ်ရှိတယ်ယူလိုက်ပါအယူခံနိုင်သွားတယ်ဆိုရင်တော့ဒါကျွန်တော်ရဲမိတ်ဆွေကပြစ်ချက်တစ်ချက်လွတ်တာပေါ့နော်အများသောအပြစ်ကအယူခံယူနိုင်တာများပါတယ် โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီပေါက်လေးထဲမှာကျွန်တော်ရေးမစီကကိုကျွမ်းတင်လို့ translate ပြန်ပြီးတော့ရေးလိုက်ပေါ့နော်အဲကျွန်တော်ကရေးထားတာရှိတယ်โอเคဒါလေးကိုကျွန်တော်ရေးလိုက်တယ်ကျွန်တော်ရဲ့ဟာလေးပြန်စစ်ပေးပါပေါ့နော်အဲကျွန်တော်ကိုရေးထားတဲ့ဗီဒီယိုလေးတွေပါပေါ့အဲဒီတိုင်းလေးထည့်ပြီးတော့ပြန်စစ်ခိုင်းလို့ရတယ်โอเคဒါဆိုရင်ဒီနေရာလေးမှာအပေါင်းပလက်လေးရှိတယ်ဒီအပေါင်းပလက်လေးမှာကအခုထိတဲ့ဗီဒီယိုလေးကို sequence ရှက်ယူထားတာကိုထည့်ပေးရမယ်ပေါ့နော်ဒါဆိုရင်အပေါင်းပလက်လေးတွေချက်နှိမ့်မယ်အဲဒါကတော့ကျွန်တော်ကဖုန်းကအတစ်အလောင်းပေါ့နော်အလောင်းကိုနှိပ်ပြီးတော့ဒီနေရာမှာဘယ်ဗီဒီယိုထိထားရလဲပေါ့နော်အဲကျွန်တော်ဒါလေးတစ်ချက်နှိမ့်မယ် အဲ၃ခုလောက်အဲကျွန်တော်ပြပေးလိုက်မယ်အရှိနဲ့နှောင်းလေးပေါ့နော်โอเคဒီတိုင်းလေးဒါကျွန်တော်ထည့်လိုက်မယ်အဲ၉ခုထည့်လို့ရတယ်နော်အဲဘာကြောင့်ထည့်ရလဲဆိုတော့ပြစ်ချက်၉ခုထည့်လို့ရတယ်အဲဒါပေမဲ့ကျွန်တော်၃ခုထည့်လိုက်မယ်ထည့်ပြီးတော့ဒါဆိုရင်ကျွန်တော်အပီရတင်လိုက်မယ်နော်အဲဒါဆိုရင်စာလေးလည်းရေးပြီးသွားပြီအဲပုံလေးတွေလည်းထည့်ပြီးသွားပြီဒါကျွန်တော်ကိုယ်တိုင်ရက်ထက်တဲ့ဖန်တီးတက်တဲ့ဗီဒီယိုပါပြန်လဲစစ်ဆေးပြပေါ့နော်အဲဒါမျိုးလေးတွေရေးပြီးတော့ဒါကတော့မိတ်ဆွေအဆင်ပြေသလိုရေးပေါ့နော်โอเคဒါဆိုရင်ပြီးသွားရင်အောက်ကအနီလေးစမစ်ဆိုတာလေးကိုနှိပ် အဲဒီတိုင်းကတာကျွန်တော်ရဲ့မိတ်ဆွေလုံးဝလုတ်ပေးရမယ်နော်အဲအပီရတင်ပြမှာဒါဆိုရင်ဒါ तू ကအဲကျွန်တော်တင်လိုက်တဲ့အပီရကို review လုပ်တယ်အဲစစ်တယ်ပေါ့နော်ဒါဆိုရင်၃ခုလုံးကိုကျွန်တော်ကလုတ်ရမှာနော်အဲ၃ခုလုံးကိုပဲဒါကျွန်တော်လုတ်ပြမယ်မလုတ်လို့မရဘူးကျွန်တော်ပြောခဲ့သလိုပဲဖြက်လိုက်လို့အပြည့်ရောသွားတယ်လို့မထင်နဲ့ဖြက်လဲအပြည့်ပဲအယူခံယူလို့နိုင်ရင်အပြည့်လို့တယ်ပေါ့နော်ကျွန်တော်ကတော့အယူခံယူဖို့ပဲကြံပေးတယ်မဖြက်ပဲထားရင်ဘာဖြစ်လဲဆိုတော့မဖြက်ပဲထားရင်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့ဒီလတော့တင်ကျွန်တော်ရဲ့မိတ်ဆွေကငါ့ဘိုးထက်တိလို့မရဘူးတလတော်တွင်နေမှာပေါ့နော် အဲဒါကြောင့်ဗီဒီယိုတွေထပ်မတင်နဲ့အထက်မတင်ပဲထားပြီးတော့ဗောနော်အဒီတိုင်းလေးကိုဒါကျွန်တော်ရဲ့မိတ်ဆွေကအဲအပီရတင်ဗောနော်ဒါလေးကလည်းအများသောအပြက်ကအပီရတင်ပြန်ပေးတာများပါတယ်ကိုဝင်ပြီးမှကံဖန်တီးတာဆိုပြန်ပေးတယ်အဲကျွန်တော်ပြောတဲ့အချက်လေးတွေကိုဒါကျွန်တော်ရဲ့မိတ်ဆွေဆောင်ရင်ဆောင်ရင်နေနဲ့အတိထားဖို့ပဲလိုတယ်အဓိကကတော့ site ratio ကိုအဲသူမကြိုက်တဲ့ ratio မထားနဲ့သူရဲ့ TikTok site ratio ထားမယ် TikTok site အဆင်မပြေဘူးဆိုရင်လည်း YouTube site ratio ထားမယ် အဲနောက်တစ်ချက်ကဗီဒီယိုတွေဆိုတော့ quality ကောင်းကောင်းလေးတွေလုပ်မယ်ပေါ့နော်အဲအဓိကတော့ဒီလောက်ပဲပေါ့နော်အကျန်တာကတော့ကျွန်တော်တို့ဖန်တီးတာကကိုယ်ပိုင် contact တွေဖြစ်လဲဒါ TikTok ကဒါလေးတွေချက်ပေါ့နော်အဲ TikTok ကပတ်စံလိုချင်နေဆိုရင်တော့လေဒီချက်ကလုံးဝနားလည်ဖို့လိုတယ်ဗျအဲလုံးဝသိဖို့လိုတယ်ပေါ့နော်အဲဒါမျိုး FBA တင်နည်းတွေကလည်းကျွန်တော်တို့ကျွန်တော်က policy ရပေါ့နော်အရှင်းရှင်းလင်းလင်းပြပေးလို့မရတဲ့အတွက်ကျွန်တော်မပြပေးတာပေါ့နော်အခုလိုမျိုးအုပ်အပ်ပြီးတော့ပြနေရတာပေါ့နော်တကယ်တမ်းကတော့ပုံလင်းလင်းပြပေးခြင်းနဲ့ဗျာ အပေါ်မင်းလေးပြပေးမှာပဲနောက်ကလိုက်လို့တက်မှာပေါ့အုပ်ထားလို့လည်းဘာမှမသိဘူးဆိုတာလည်းကျွန်တော်နားလေတယ်ဒါပေမဲ့ကျွန်တော်မှာကအခုလိုမျိုးမအုပ်ဖွဲမှပြရင်လည်းကျွန်တော်ကထပ်ပြီးတော့ညှိမယ်ပေါ့ဒါကြောက်ပါဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့အဲဒီလောက်ပါပဲဒါကြောက်ဒီလိုမျိုး disqualify ဖြစ်တဲ့ဗီဒီယိုတွေဆိုရင်လုံးဝမဖြစ်တဲ့အယူခံယူပါအယူခံယူမတက်ဘူးဆိုတယ်မသိနားမလဲလားရှိတယ်ဆိုရင်လည်းကျွန်တော်စီမှာလာပြီးတော့အခုညှိတောင်းလိုက်ရတယ်အဲကျွန်တော် share link နေနဲ့ညှက်ဝေပေးပါတယ်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ